ြဿနာတစ်ခုခုဖြစ်တယ်လူမျိုးရေးပြဿနာဖြစ်မယ်စီးပွားရေးပြဿနာဖြစ်မယ်ပညာရေးပြဿနာဖြစ်မယ်စသဖြင့်ပြဿနာမျိုးမျိုးရှိတယ်အဲ့လိုခြေနေမျိုးနဲ့ကြုံတွေ့ရခိုင်တိုင်းမှာအဲ့အမှားယွင်းကိုကျွန်တော်တို့အနေနဲ့လက်ခံဖို့အတွက်ခဲရင်လည်းအဲ့အမှားယွင်းကိုကျွန်တော်တို့ကလက်တကိုလှုပ်ဖို့ပေါ့နော်ဒီဟာကိုအော်ထားလိုက်ပါတော့အော်လူဆိုတော့မှားတက်တာပဲဆိုပြီးတော့ခွင့်လွတ်တက်ဖို့အတွက်ကျွန်တော်ခဲရင်လည်းကျွန်တော်ခွင့်လွတ်တက်အမှားကိုခွင့်လွတ်တက်ပြီဆိုရင်ကျွန်တော်စိတ်ဖြစ်စေမှုနည်းလာပါလိမ့်မယ် အားလုံးမင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့စိတ်ဖိစီးမှုနည်းပါးဖို့ဆိုရင်လူကခွင့်လွတ်တတ်ရမယ်ဆိုတဲ့အကြောင်းပါလူတွေမှာဟိုအားလုံးဆက်ဆက်ရပြည့်စုံနေတဲ့စင်လုံးချောလူဆိုတာမရှိဘူးဗျာစင်လုံးချောလူဆိုတာမရှိတဲ့အတွက်ကြောင့်မလို့လူတွေကတဘာဝအရာကိုသူကအမှားယွင်းလောက်တတ်ကြတယ်အဲ့တော့တခြားလူတွေပဲအမှားယွင်းလောက်တာလားဆိုတော့ကိုယ်တိုင်လည်းအမှားယွင်းလောက်ခဲ့တာလည်းအများကြီးပဲနော်အမကြီးလေးရှိအမအမကြီးရရှိရဲအမတက်တက်လေးရရှိရဲကိုယ်တိုင်ခုချိန်ထိပြန်စစ်စားရင်မှနောင်တရနေတယ်အမဆိုတာလည်းရှိရဲ အဲ့တော့ကျွန်တော်ခုနပြောတာကိုပြန်ဆက်အောင်လူတွေဆိုမပြည့်စုံအဲ့ကိုရိုင်းပါဝင်တခြားလူတွေလည်းအမှားယွင်းကလုတက်ကြတာပဲအဲ့တော့ဒါပေမဲ့အဲ့ဒီအမှားယွင်းဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့ကခွင့်လွတ်ဖို့အတွက်ကိုကျွန်တော်တို့အတွက်အရန်ခက်ခဲအဲ့ခါကျတော့ဆိုကြပါစို့ဗျာပြဿနာတစ်ခုခုဖြစ်တယ်လူမျိုးရေးပြဿနာဖြစ်မယ်စီးပွားရေးပြဿနာဖြစ်မယ်ပညာရေးပြဿနာဖြစ်မယ်စသဖြင့်ပြဿနာမျိုးမျိုးရှိတယ် အဲ့လိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့ခိုင်တိုင်းမှာအဲ့အမှားယွင်းကိုကျွန်တော်တို့အနေနဲ့လက်ခံဖို့အတွက်ခဲရင်လေအဲ့အမှားယွင်းကိုကျွန်တော်တို့က let it go လို့ပို့ပေါ့နော်ဒီဟာကိုအော်ထားလိုက်ပါတော့လူဆိုတော့မှားတက်တာပဲဆိုပြီးတော့ခွင့်လွတ်တက်ဖို့အတွက်ကျွန်တော်ခဲရင်လေအဲ့လိုခဲရင်တဲ့အခါကျတော့နောက်ဆက်တွဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပဲစိတ်ညစ်ရတာပေါ့အမှားလုတ်လိုက်တယ်လူတယောက်ကအမှားတစ်ခုလုတ်လိုက်တယ်ဆိုတော့အဲ့အမှားကိုကျွန်တော်တို့အော်အဲ့အမှားကြောင့်ဖြစ်သွားတဲ့နောက်ဆက်တွဲတွေကိုဖြေရှင်းရတာတစ်ခါတစ်လုံး အဒီကောင်ကဘာဖြစ်လို့အမားလောက်ရတာလဲဆိုပြီးတော့ဒေါသထွက်ပြီးတော့မပြီးနိုင်မစီးနိုင်အဲ့လူပေါ်မှာရောအဲ့လူပေါ်မှာကိုကစိတ်တွေဒေါသတွေထွက်ဝမ်းနေနေစသဖြင့်ပေါ့အမားယူလောက်လိုက်တဲ့သူပေါ်မှာဆက်ပြီးတော့ဖြစ်နေတဲ့ခါကျတော့ကိုကနောက်တစ်ခါနောက်တစ်ခါထပ်ပြီးတော့ဆုံးရှုံးရပြန်ကိုပဲဒေါသထွက်ရတယ်ကိုပဲစိတ်တိုးရတယ်ကိုပဲစိတ်ဖိစီးရတယ် ဲ့တော့ကိုဗီနာမှာအဲ့လိုမျိုးအမှားယွင်းလုပ်တဲ့ဟာတွေတိုင်းကဆရာဟိုမိဘဟိုမိဘအမှားယွင်းလုပ်မယ်တာသမီးအမှားယွင်းလုပ်မယ်လုပ်ဖို့ကိုင်းပတ်အမှားယွင်းလုပ်မယ်တငယ်ချင်းအမှားယွင်းလုပ်မယ်စသဖြင့်ပေါ့အမှားယွင်းတွေများလာတဲ့ခါကျရင်ဒီအမှားယွင်းတွေကိုဗီနာမှာပတ်ဝန်းကျင်မှာစုပုံလာတယ်ဒါတွေမမေ့နိုင်ဘူးဆိုရင်ကျွန်တော်ဘောကပို့ပြီးစိတ်ဖိစီရတယ်ကျွန်တော်ပေးပတ်ဝန်းကျင်မှာအမှားယွင်းလုပ်ခဲ့တဲ့သူတွေဆိုတော့ဒီဟာတွေကိုခွင့်လွတ်တတ်ဖို့အရေးကြီးတယ်ခွင့်လွတ်တတ်ဖို့ဆိုရင်ကျွန်တော်ထားတဲ့စိတ်ကပါလဲဆိုတော့လူဆိုတာမှားတတ်တယ် လူဆိုတာပြီးပြည့်စုံတဲ့အရာမဟုတ်ဘူးပြီးပြည့်စုံတဲ့တ ত্ত্ব မဟုတ်ဘူးအဲ့အတွက်ကြောင့်လူဆိုတာအမှားလုံးမိတတ်တယ်ပြောင်းလဲတတ်တယ်အဲ့လိုအမှားလုံးမိတဲ့အခါပြောင်းလဲပြောင်းလဲသွားတဲ့အခါမှာအော်ဒါကလူတဘာဝပါလားဆိုတာကိုကျွန်တော်လက်ခံလိုက်ပြီးတော့โอเคအမှားလုံးတယ်ဆိုတာကိုကလူတဘာဝပဲဆိုတာကိုကျွန်တော်လက်ခံလိုက်ပြီးခါကြိုက်ကျွန်တော်စိတ်ကအေးချမ်းသွားကျွန်တော်စိတ်ကငြိမ်းချမ်းသွားကျွန်တော်တို့အပြင်ကနေပြီးတော့သူအမှားလုပ်လိုက်တာကြောင့်ကျွန်တော်ဆက်ပြီးတော့ဒေါသထွက်စရာမရှိတော့ဘူးစိတ်တူစရာမရှိတော့ဘူးအဲ့တော့ဒါကလေ တခြားသူတွေအမှားလုပ်မှာမဟုတ်ဘူးနော်ကိုရိုင်းလည်းအမှားလုပ်ဖူတာအဲ့ခါကျရင်ကိုကိုကိုလေးဒေါသကြီးထွက်ငါဘာဖြစ်လို့ဒီလိုမျိုးအမှားမျိုးလုပ်ရတာလဲငါဘာဖြစ်လို့ဒီလောက်အထိဟိုကျူးလို့အမှားယွင်းမိတာလဲစဖြစ်ပေါ့ဒီလိုမျိုးကိုကိုဒေါသတွေပြပိုပြီးတော့ထွက်တယ်ကိုကိုကိုပို့ပြီးတော့စိတ်တူနေတဲ့ခါကျရင်လေအဲ့အမှားယွင်းကပြန်ပြီးတော့မမပြောက်ပြောက်ွားပြန်ပြီးမမှန်ွားအမှားတစ်ခုဖြစ်လာတဲ့ခါကျရင်အမှားကိုဖြေရှင်းဖို့အစိအားထက်တန်တယ်နော်အဲ့အစားအိမ်မောက်ပဲထက်ကတလဲနဲ့ပြင်ပြင်ပြီးတော့ပြန်စဉ်းစားပြီးဒေါသထွက်နေတာနဲ့အိမ်မောက်ရမပြေပြောက်ပါအဲ့တော့ကျွန်တော်ရဲ့ဒ တခါပြောချင်တဲ့အကြောင်းရင်းရပါလဲဆိုတော့လူဆိုတာပြီးပြည့်ဆုံးတဲ့အရာမဟုတ်ဘူးပြီးပြည့်ဆုံးတဲ့တတ္တဝါမဟုတ်ဘူးအဲ့အတွက်ကြောင့်တော့အမှားယွင်းလုတ်တက်တယ်အမှားယွင်းလုတ်တာကလူတွေရဲ့သဘောတဘာဝပါလားဆိုတော့လက်ခံနိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့တွေတော်တော်ကြီးကိုစိတ်ဖိစီးမှုနှဲဝါလိမ့်အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခြားလူအပြစ်လိုက်တင်ပြီးတော့အချိန်လုံးစိတ်ဖိစီးမှုရှိရောအဲ့လူတွေအမှားလုတ်တက်ပါတယ်အမှားလုတ်တက်တဲ့သူတွေကလူတဘာဝပဲလို့ဆိုပြီးတော့ကျွန်တော်ခွင့်လွတ်တက်အမှားကိုခွင့်လွတ်တက်ပြီဆိုရင်ကျွန်တော်စိတ်ဖိစီးမှုနှဲလာပါလိမ့် နေခင်အစမှာပဲပင်ပန်းနှွမ်းနေနေပြီဒါဆိုကျန်းမာရေးကိုပိုကယူဆိုင်ဖို့လိုပြီပေါ့အနာမစီကိုပုံမှန်တောက်ပါဗီတာမင်စီကဆဲရီကိုကျန်းမာစေပြီးဗီတာမင်ဘီအုပ်စုကအားပြည့်လန်းစားစေပါတယ်အချိန်အခါမျိုးရှာနှုန်းဖြင့်ကျန်းမာပြီးခွန်အားပြည့်ဖို့အနာမစီတောက်ကြဆို